ဖြစ်စီများလုံးပဲမင်္ဂလာပါခင်ဗျာ KGG YouTube channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရခင်ဗျာမတွေ့ရလဲကြာသွားပြီတဲ့အတွက်ဒီနေ့မှာတော့မိတ်ဆွေတို့ကိုယခုကြုံတွေ့နေရတဲ့ဒုက္ခအခက်အခဲမောတွေခဏတာပြပြောသွားနိုင်အောင်ဆိုင်းဆရာကြည်လုံရှိသားထားခဲ့တယ် RNE စာပေးဆိုရဲဟာသာဝတ္ထုတို့လေးကိုအစအဆုံးတင်ဆက်ပေးလိုက်ပါရခင်ဗျာဟုတ်ကဲ့နောက်ဆက်ခန်းစားကြည့်ကြပါဦးခင်ဗျာ RNE စတေစရဒကြီးကဘာကြီးပြိုလဲပျက်စီးပြီးနောက်ဖန်ဆင်းရှင်သည်လောကကိုအသစ်တစ်ပံပြန်လည်မွေးဖွားရန်ကွာမီ၌အေရင်ဥယျာဉ်ကြီးကိုစတင်ဖန်ဆင်းလိုက်တယ်။လာပါစွာဖူးပွင့်နေသောပန်းပင်များစားခြင်းစပွဲတည်တည်ဝံ့ဝံ့များခြေရင်ဆိုင်ရန်သောဆန်းရည်များမနာရန်ပြန်ဝဲနေသောကျင်းငံများလာပါခြင်းတာယာခြင်းများနဲ့ပြည့်စုံသောအေရင်ဥယျာဉ်ကြီးကိုကြည့်ပြီး ဖန်ဆင်းရှင်ကပြီးခဲ့သူစဉ်းစားမိပြန်တယ်။ဟွန်းဒီဥယျာဉ်ကြီးကိုဒီတိုင်းထားရင်တော့ပြည်ဝင်တဲ့လူမရှိပဲကြာရင်ပျက်စီးသွားနိုင်တယ်။မာလဲပင်မခံအချိန်ဆုံးခံပြီးဒီဥယျာဉ်ကြီးကိုပဲတစည်းစိတ်ထောင်ကြည့်နိုင်မှာမဟုတ်ဘူး။ဒါကြောင့်ဥယျာဉ်ကိုဆောက်ရှောက်ပြောင်းထောင်ဖို့လူသားပြောက်တော့ဖန်ဆင်းအောင်မှာဘုရားတို့တွင်ပြီးသူနဲ့ပုံသူမျိုးပွားကလုံးလူသားတို့ကိုဖန်ဆင်းလိုက်တယ်။ ထိုလူသားငယ်ကိုပင် ဖန်ဆင်းရှင်ကခေတ္တအာရန်ဟုအမည်ပေးထားတယ်။ထိုလူသားအာရန်သည်ရုပ်ဆင်းယူပကောင်ရှူစင်စပွဲတင့်တယ်၍ခေါင်းအားပလာလင်လည်းပြည်စုံနေပြင်ညံရင်ညံသွေးလည်းလုံစွာမြင့်မာနေတယ်။ထိုလူသားငယ်အာရန်သည် ပြင်းခြင်းအလင်းမရှိဘဲဧရင်ဥယျာဉ်ကြီး၌လက်ပတ်သွားလာပြီးလိုအပ်သည်များကိုစိုက်ပျိုးမလိုအပ်သည်များကိုရည်သိမ်းပြီးဥယျာဉ်ကို ဖန်ဆင်းထားသည့်အခါ ပူကျွေဝအောင်မျိုးမျိုးကြိုးပမ်းရှာလေတယ်။ထိုလူသားငယ်ကိုဖန်ဆင်းပြီးသိမိကြခဲ့မှာပဲ။ဖန်ဆင်းရှင်ဖန်ဆင်းခဲ့သောဧရင်ဥယျာဉ်ကြီးမှာပူ၍တာယာကြီးဝါ၍ရှင်မောဝယ်ဖြစ်လာခဲ့လိမ့်မည်။ဖန်ဆင်းရှင်သည်ထိုလူသားငယ်အားနှင့်ဧရင်ဥယျာဉ်ကြီးကိုကြည်ရင်ပီတိတောမနာတာကြီးစွာဖြင့်ဤသို့သုံးသပ်မိလာပြန်တယ်။အင်းဒီလူသားငယ်ကိုဖန်ဆင်းရာဂျိုနဲ့ပါမိတယ်။ ရုပ်စင်းယူပကတင့်တယ်ပဲပြင်ပြင်းရည်ခြင်းလည်းအလင်းမရှိပဲနေကုန်နေကန်းအရင်ဥယျံကြီးမှာပဲစူးစားပန်းစားအလုံးလုံးနေရရှာတာအင်းသူဖင်များလဲလူလောကမှာလူဆိုလိုသူတယောက်တည်းရှိတာဆိုတော့ပြင်းရည်ရှာမှာပဲလေဒါဖြင့်သူမပြင်းကြီးရလျောင်သူစီကနိုင်ရိုးတချောင်းကိုထုတ်ပြီးသူနဲ့အဖို့ရောက်မင်းမလာတယောက်ဖန်ဆင်းပေးဦးမဟုစဉ်းစားမိပြီးလူသားအာရန်အဲ့ချိန်မှာ RNA နဲ့ရိုးချောင်းကိုထုတ်က၆ဖူဝါတစ်ခု၌တင်ထားလိုက်တယ်။နောက်ဖန်ဆင်းရှင်သည်အေးပျော်နေသော လူသားအဏံကိုကြည့်၍နှင်းနှင်းချာချာပြုံးပြီးကဲမောင် RNA အမေမိုးတော်လင်းရောက်ရင်ပြေတင်းတဲ့အဖော်မိမဖန်ဆင်းရမည်မို့ဒီညတော့နေနေကြကြိုက်အိဆာအနာယူပြီဦးနောက်တစ်နေ့တွင်အာရန်သားလာဝမ်းသာအားရောင်ပြည်နယ်ဦးသည်မမမိုးတော်လင်းရောက်သည်နှင့် ဒီဝါမိမလဖြစ်စေသည်ဟုဆိုတော့ရင်ဝန်တာပီတိစိတ်နဲ့ကောင်းငင်ရန်ထက်ကိုပြန်တက်သွားလေတယ်။ထိုးဖြစ်ပြက်ကိုမသိရှာသောလူသားတိုင်းကပင်မလုံးရေးထင်အိဆာနားယူနေတော့တော်ရနေလင်းရောင်အာယုံတောက်တော့ဖန်ဆင်းရှင်သည်လန်ဆန်တကြွစွာဟေးရမနိုးထွားလာပြီးမင်းရကဖြစ်ပြများကိုတတိယရှိလာသောကြောင့်နှစ်ဆက်စွာပြုံးပြီး လောကကိုရှုမြင်တုံ့တလိုက်ရာ ။လင်းမြင်ရသောမြင်ကွင်းဆုံကြောင့်ဖန်ဆင်းရှင်၏မြဝန်းဆုံ ပြုကျေဝိုင်းဆက်သွားတယ်။ဘလို့မြင်ရသောမြင်ကွင်းကသူလုံးဝတွေးထင်မထားသည့်မြင်ကွင်းကြည်ပေါင်းဖြစ်နေပုံအဘာမြေပေါ်ရှိ သူဖန်ဆင်းထားသောဟေရင်ဥယျာဉ်ကြီး၌သူဖန်ဆင်းထားသော လူသားအတန်းများကသူ လူသားမိမဖန်ဆင်းရန်ကြောက်ကူဝါတွင်တင်ထားသောမန်ယိုးကို စိတ်ပြင်းပြီ မိခင်စားနေတယ်။ထူမြင်ဝင်းကိုလည်းမြင်ရောဖန်ဆင်းရှင်ဒေါသထွက်လွန်းရကကဘာမျိုးကိုအလင်းမြန်ဆင်းကဖိဆောင်ရတယ်။မင်းမင်းမင်းဘာလုပ်တာလဲကွာဟိ။ဖန်ဆင်းရှင်ဤဒေါသကြီးမိကိုလူသားရံကနန်ယူကြကနေတော့တာကိုစိတ်ပင်ပြေဝါပြီးဒီမာလီမင်းတို့တွေ့လို့မိခင်စားနေတာလာပါစားပါပါဦးချိုးနေတာပဲအရင်းစကားကိုဖန်ဆင်းရှင်ပို့၍ ဒေါ်လာထွက်သွားပြီးဟေးကောင်လူမိုက်မင်းမိုက်လာကြည်လားဟွာရင်ဒီနေယိုငါဘာလို့ပို့ထုတ်ထားရဲဆိုတော့မင်းသိလားဟန်စင်းရှင်စကားကိုအရန်ကမန်ယိုတွေကယူလင်းချီစီကိုရှုလခနဲ့ဆုပ်ယူစားသုံးလိုက်ပြီးတော့သိသားပဲဒါကျွန်တော်တို့အဖော်လူမိမဖန်ဆင်းမမဟုတ်လားအရန်စကားကြောင့်ဖန်ဆင်းရှင်ဒေါ်လာထုတ်ထိတ်ကိုရောက်သွားပြီးမင်းတိလက်သားနဲ့ဘာလို့စားပြတာလဲခွာဟေး ဘာလို့စားပြုတ်ကြရလဲလို့လူမရဲ့ဖန်ဆင်းရှင်ကအသားပါလို့စစက်တော်ဩတယ်။ဒါကိုအရန်ကမျက်မှောင်ကျိုး၍မလိုချင်လို့ပေါ့ဗျမလိုချင်လို့ဂိုင်းရှင်းမလားအရန်စကားကြောင့်ဖန်ဆင်းရှင်ဇွေဇောဖြစ်သွားပြီးဒါလို့မလိုချင်တာလဲကွာကြီးအရန်ကနေရိုးကိုတကြွကြွဝါပြီးအာဖန်ဆင်းရှင်ကလည်းစဉ်းစားကြည့်ပါဦးဖန်ဆင်းရှင်ကတော့စေတနာနဲ့ကျွန်တော်တို့လူမိမဖန်ဆင်းပေးတာပဲ။ ။ဒါမဲ့ဒီအတိုင်းဒီမိမကငြင်းနေမှာမဟုတ်ဘူး။မစားရဘူးလို့သတ်မှတ်ထားတဲ့အသီးတွေကိုရှောက်စားမယ်။ပြီးရင်ကိုဝင်နေဆောင်မယ်။ခလေးတွေမွေးမယ်ဗျာ။စဉ်းစားကြည့်ပါဦး။အဲ့တော့ဂျိုင်းတို့ကခလေးတွေထိန်းပေးရအောင်မင်း။ဒီကြားရဲ့သူလူကိုတနခါလေးတွေတွေးပေးပါအောင်လို့ကိုကိုရရင်များကတော့ဖက်နဲ့ကလေးခလာမစီးကျင်တာတို့ပါတီဝမ်းဆက်ဝှစ်ကျင်တာတို့ဘူဂျိုစီကိုရှော့ပင်းထွက်ကျင်တာတို့ကလာအောင်မင်း သူလိုချင်တော့မရရင်လေအလကားနေရင်စိတ်ကောက်ရခံနေရအောင်မေးဟန်နေရှင်ကညင်သက်၍နားထောင်နေတယ်နောက်ပြီးရခမဘွားရောက်လေတမန်ညုံညင်တာခဲရအောင်မေးဒါရီတောင်းဖို့ပတ်စံရှာရအောင်မေးကံမကောင်းရင်အားတဲ့ကစပယ်ယာတော်ဖြစ်သွားနိုင်တယ်နော်စပယ်ယာတော်ဖြစ်သွားနိုင်တယ်နောက်ပြီးဟိုကောင်မကဘလို့ဒီကောင်မကဘယ်အကြောင်းစသဖြင့်သူအပင်းတုတ်တော်လဲနားထောင်ပြရအောင်မေး နားမထောင်ရင်လည်းအဲ့ဒါကြောင့်ရှင်တို့ယောက်ျားတွေဘူးဒုဒမတွေ့ဝါတာဆိုပြီးတော့ပြောခံရအောင်မင်းဒီရတဲ့သူမျက်နှာကြီးနဲ့လိုက်ယူထားတဲ့အကျွေးကြီးကိုရှင်းပြရအောင်မင်းမရှင်းမပြရင်လည်းရှင်းဖို့ယူထားရတာမျက်နှာငယ်လိုက်တာဒီလိုမှစကားသိရင်လမ်းလေးကကွင်းရတဲ့ကိုပဲယူပါတယ်ဆိုပြီးကလပ်မယ်အပြောမခံနိုင်လို့ပတ်စံရှာကြရင်လည်းတမအားစီဝါနဲ့မရှာမရင်ကိုဝရန်ကြီးလိုက်လေနေတယ်ဆိုပြီးအာရန်လူလင်ဖြစ်အောင်မင်းနောက်ပြီး သူများဥယျာဉ်မှုတွေတီဗီနဲ့ရေခဲတက်တာနဲ့ဖြစ်နေပြီးရှင်မာတော့ကဘာဦးတွေကခြံစောက်လုပ်နေတာတီဗီမပြောနဲ့ရေဒီယိုတော့မဝင်နိုင်ဘူးရှင်ဘာတော့ကြလို့လဲဆိုပြီးမကောင်းပြောခံရအောင်မယ်ဒါမျိုးတို့ကျွန်တော်ရှိရှိရခင်ကအာရန်တွေခံရတာများလို့ယိုးတော်နေပြီဒါတို့တည်ကြည့်နေမိမယူရင်ဘာဖြစ်မလဲအာရန်လူမိုက်ပေါ်ဗျအာရန်လူမိုက်ပေါ်မဟုတ်ဘူးလားကဲအခုလို့ပြောမခံရအောင် မိမဖြစ်မဲ့နိုင်ကိုကိုတဲ့ကမိခင်စားလိုက်တာနားမေးဘူးလားအတင်းပြောလဲမခံရဘူးစပယာလဲမလိုက်ရတော့ဘူးဖန်ဆင်းရှင်လဲကျုံလုံးဝင်ပြီးတော့ပါအောင်နိုင်ရူးစားတယ်လေမိမဖြစ်မဲ့သားမို့လားမသိဘူးဗျတိတ်ချိုသူပြောဘူးဆိုလိုက်ရဖန်ဆင်းရှင်လဲအာရာဘာပြန်ပြောလို့ပြောမှမသိအောင်ကြောင်ငေးသွားနေမိတယ်အတန်ကြာသည့်အထိနန်ယိုကင်ကို တကြွကြွဝါနေသောအာရန်ကိုငေးကြည့်နေပြီးမှဖန်ဆင်းရှင်လဲခေါင်းကို ခမဝကုတ်ကသူပြောတော့လေဟုတ်သားပဲမအောင်မင်းမမရှိလို့ဒီလိုကွာမျိုးရခဲ့တာမိမလာရှိလို့ကတော့တသက်လုံးဇန်ရမှာမဟုတ်ဘူးမထူပါဘူးလေငါလည်းမရှိရှိရဲ့ရေရွာလုံးမိခင်စားလိုက်မှအေးမယ်ဟု သူတို့ဘဝရေရွကကောင်းငင်ရန်ကိုပြန်တက်သွားလီတော်သည်ဟုတ်ကဲ့ပြီးပါပြီခဗျာဘုလိုနာဆင်အောင်ပြီးခဲ့တဲ့တော့မိတ်ဆွေအားလုံးကိုကျေးဇူးထူပင် DSG routing from you? on,